ားပါရှင် Astro Garden Channel မှာကြိုဆိုပါတယ်ရှင် Astro Today ယနေ့နှစ်ခတ်အစီအစဉ်မှာ2025မေလ21ရက်နေ့ဗုဒ္ဓဟူးနေ့အတွက်စောင်းရန်ရှောင်းရန်နှစ်ခတ်အချိန်ခါများကိုကျမမန်နင်းပိုင်နဲ့အတူမန်ရွှေရုံးအောင်တို့မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်2025မေလ21ရက်ဗုဒ္ဓဟူးနေ့အတွက်ဗုဒ္ဓဟူးနေ့သားသမီးများအပေါ်ပုံပုံထိရောက်နိုင်တဲ့ကောင်းကျိုးနှက်ခတ်ခုနှစ်ပါးနဲ့မိမိတို့ရဲ့လုပ်ငန်းကိစ္စများဆောင်ရွက်နိုင်ရန်ကောင်းမွန်တဲ့နှက်ခတ်အချိန်အခါတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ ည7:36မိနစ်မှာည7:56မိနစ်အတွင်းမှာဆိုရင်တော့ဖုံးကန်ကြီးမြင့်မဲ့ဓာတ်နက်ခတ်ကိန်းကျတဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်။နနက်7:52မိနစ်မှာ နနက်7:12မိနစ်အတွင်းမှာဆိုရင်တော့စန္ဒအောင်မြင်ပြီးမြင့်တားရီကန်ကောင်းမှုမဲ့ဆုံးနက်ခတ်ကိန်းကျတဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်။နနက်7:52မိနစ်မှာနနက်2:12မိနစ်အတွင်းမှာဆိုရင်တော့ ဘယ်လုပ်ငန်းကိစ္စကိုမဆိုလောက်ကင်ဆောင်ရွက်ပါကအထွတ်ထိပ်ရောက်ရှိစေမယ့်အဓိပတိနက်ခတ်ကိန်းကြားရောက်တဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်။နနက်2နာရီ3မိနစ်မှာနနက်2နာရီ23မိနစ်အတွင်းမှာဆိုရင်တော့ယာရုဩဇာအာနာကြီးမြင့်မဲ့ထီးဖြူနှက်ခတ်ကိန်းကြောက်တဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်။ ည9:32မိနစ်မှာည9:52မိနစ်အတွင်းမှာဆိုရင်တော့အိမ်ချမ်းမြေအရောင်းဝယ်ကိစ္စရပ်များအကျိုးပြုမယ်စင်ဖြူနက်ကတ်ကိန်းကြရတဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်။နနက်3:18မိနစ်မှာနနက်3:38မိနစ်အတွင်းမှာဆိုရင်တော့ငွေကြေးရှင်ငွေရတနာနဲ့ထီကန်ဆမ်းမှုကန်ကောင်းမွန်စေမယ့်ရတနာနက်ခတ်ကိန်းကြောက်တဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်။ နနက်10:15မိနစ်မှနနက်10:35မိနစ်အတွင်းမှာဆိုရင်တော့သားသမီးယန္တနာ ထုံးကားရရှိစေမယ့်တန်တင်နက်ခတ်ကင်ကြောက်တဲ့အချိန်ကပဲဖြစ်ပါရဲ့ရှင်ဆက်လက်ပြီးဒုတိယအခမ်းကဏ္ဍအနေဖြင့်ဘုဒ္ဓဥသသမြတ်အပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့စိုးကျနက္ခတ်နှင့်ပတ်သက်တဲ့နက္ခတ်ချိန်ခါများကိုတင်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ နေ့လေ3နိုင်7မိနစ်မှနေ့လေ3နိုင်32မိနစ်အတွင်းမတော်တဆထိခိုက်ဒဏ်ရာရရှိမှုတွေတေကြီးပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့မရဏနက္ခတ်ကိန်းကြောက်ရွံ့တဲ့အချိန်ဖြစ်ပါတယ်ရှင်။ညနေ6နိုင်3မိနစ်မှညနေ6နိုင်23မိနစ်အတွင်းအမှုခေပြဿနာတွေစိတ်ပူပန်မှုတွေဖြစ်စေနိုင်တဲ့တောကနက္ခတ်ကိန်းကြောက်ရွံ့တဲ့အချိန်ဖြစ်ပါတယ်ရှင်။ နက်နက်6:55မိနစ်မှနက်နက်6:35မိနစ်အတွင်းဆုံးရှုံးပြည့်စည်မှုများဖြစ်စေနိုင်တဲ့စေတိုင်းနက်ခတ်ကိန်းကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။နေ့လယ်12:38မိနစ်မှနေ့လယ်12:58မိနစ်အတွင်းမိတ်ဆွေတင်ကားများဆုံးရှုံးပြည့်စည်မှုများဖြစ်စေနိုင်တဲ့မိတ္တုနက်ခတ်ကိန်းကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။ နေ့လယ်12:24မိနစ်မှနေ့လယ်12:44မိနစ်အတွင်းအလုံစည်းပွားကိစ္စရပ်တွေထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်စေနိုင်တဲ့ဘင်ကနှက်ခတ်ကင်းကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။ ယခုဖော်ပြပေးခဲ့တဲ့နက္ခတ်အချိန်အခါများသည်ဗုဒ္ဓဟူသတ္တမြအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့နက္ခတ်အချိန်အခါများပဲဖြစ်ပါတယ်ရှင်။ဒီနက္ခတ်အချိန်အခါများကိုသမီးတို့ရဲ့ဇေယျဆရာဦးဇေယျကိုကိုယ်တိုင်မှအသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါတယ်ရှင်။သမီးတို့ရဲ့ယနေ့နက္ခတ်အစီအစဉ်ကိုကြည့်ရှုပါပေးခဲ့တဲ့ဒီကနေ့ပြန်အားလုံးအထူးကျေးဇူးတင်ပါတယ်ရှင်။